စံတပေချက်ကုံနဲ့ထိထမင်းစားနိုင်လို့လူပြောများနေရဲ့ဖွဖွေပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမဲလေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်စံတပေချက်လောက်ထိရှူတင်ရခွဲမှာစားနိုင်လို့လူပြောများနေရကတော့တရုတ်ဆောင်မင်းသမီးဖွဖွေပါဒါကလည်းဖွဖွေရဲ့ပေါ်ပါလွတ်လပ်တဲ့ပုံစံကြောင့်လို့ဆိုနိုင်ပါတယ်ဖွဖွေဆိုတာကတခြားသောမင်းသမီးတွေနဲ့မတူထူးခြားတဲ့ပင်ကိုစတိုင်တွေကိုပိုင်ဆိုင်ထားပြီးတော့လွတ်လပ်ပျော်ရွှင်စွာနဲ့နေထိုင်တတ်တဲ့ပရိသတ်ချင်းရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ် မိမမဆန်တဲ့ပုံစံတွေနဲ့ခက်ချစ်ချင်းနေထိုင်တတ်တယ်လို့တက်တူးတွေပါထိုးပြီးတော့အယံကိုခေါ်နေရကြောင့်မိန်းကလေးအချင်းချင်းကတောင်သဘောကျချစ်ခင်နေရပါတယ်။ တရုတ်ဆောင်မင်းသမီးအကယ်ဒမီဖိုးဖေးကအခုချိန်မှာတော့တိုးမဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေရဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့ဖိုးဖေးက2020နောက်ပိုင်းကိုဗစ်ကိစ္စတွေနိုင်ငံရေးကိစ္စတွေနဲ့ရုပ်ရှင်လောကကြီးကနေအားယူနေပါတယ်။ဒီစားရဲမှာတရုတ်ဆောင်မင်းသမီးဖိုးဖေးကသူမရဲ့ပညာရေးကိစ္စတွေစီးပွားရေးကိစ္စတွေကြောင့်လည်းအနုပညာအလုပ်တွေကိုမလုံနိုင်ခဲ့ပါဘူး။ဒါကြောင့်ဖိုးဖေးကအနုပညာလောကနဲ့အဆက်ပြတ်နေခဲ့ရဖြစ်တယ်လို့ပြည်သူတွေကလည်းဖိုးဖေးနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုမကြည့်ရှုရတော့တာဖြစ်ပါတယ်။ တရုတ်ဆောင်ဖွေဖွေကိုယ်တိုင်ကဒီလိုမျိုးရုပ်ရှင်ဇာတ်ကမရက်ရတဲ့တရုတ်ဆောင်မင်းသမီးမလုံရတာတွေကြောင့်ဘဝကအတိတ်ပဲမဲ့တယ်လို့ခံစားနေရတယ်လို့တောင်ပြောခဲ့ပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်မင်းသမီးဖူဖီကအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ဖိုးဖေးကသူမရဲ့အနုပညာလောကတွေကိုပထမဆုံးချိန်ပြန်လည်ဝင်ရောက်လာတဲ့ဇက်ကားအဖြစ်တိုးမဲရုပ်ရှင်ဇက်ကားကိုရိုက်ကူးနေရဖြစ်ပါတယ်။ဒီလိုမျိုးရိုက်ကူးနေစဉ်အတွင်းရှူတင်ရခွင်းတစ်ခုမှာဖိုးဖေးကထမင်းတစ်ပြည်ကျစားခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးဖိုးဖေးတယောက်စားနိုင်ရတာကရှူတင်ရခွင်းမှာတည်ဥဆောင်ရတာပင်မလွန်တာကတကြောင်ရှူတင်မှာကျွေးရထမင်းနဲ့ဟင်းကတော်တော်လေးစားကောင်းတာကတကြောင်လို့ကြောင့်ထမင်းအဝါစားခဲ့ရဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေကတော့ဖိုးဖေးရတခြားမင်းသမီးတွေလိုမျိုးဟန်ပန်အမှုရာမများ ားပဲပွင့်လင်းရိုးသားစွာနဲ့ ဘိုက်စာနေချိန်မှာအမှန်တကယ်စားသွားတာကြောင့်အပြစ်မမြင်မဲနဲ့ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်မှာတော့ဖူပွေးကရွှေတင်ရက်ကွင်းမှာဟင်းကွက်များစွာနဲ့အပီအပြင်ကိုလက်နဲ့ကင်ကထမင်းကိုမြင်ရင်ရှက်ရင်စားခဲ့ရပဲဖြစ်ပါတယ်။ဒီလိုမျိုးထမင်းစားနေရဲ့ဖူပွေးရဲ့ပုံရင်လေးကတကယ်ကိုရိုးသားဖြူစင်လက်နာကတော့အမှန်ပဲဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစားအသောက်နဲ့ပတ်သက်လာရင်လက်မနေပဲအမှန်ကန်စားတတ်တဲ့ဖူပွေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ အစောနေ့ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။